ခုလိုအလုံးမဲ့မင်္ဂလာပါကျွန်တော်ခဲရပါဒီနေ့မှာတော့ကျွန်တော်က Mobile Legends ရရန်ကုန်မှာမိုက်တဲ့ Wi-Fi အဲအ Experience Skin ရဲ့ Best Story ကိုပြပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဆက်လိုက်ကြရအောင်ပထမဆုံးနေနေရတော့ Universe A501 ပဲဖြစ်ပါတယ် Universe A501 ဆိုတာ Planet Oro နဲ့ Planet Dombrey လိုမျိုးဉာဏ်ရည်မြင့်ညက်ချူတွေနဲ့ဖွဲ့စည်းထားတဲ့ငကံငွေရန်းနေအစုလက်ပါဝင်နေတဲ့ Universe တစ်ခုဖြစ်ပါတယ်။ Chosenna လို့ခေါ်တဲ့အင်္ဂလိပ်လိုဆိုရင် Will of the Planet လို့ခေါ်တဲ့တက်ရှိတစ်ခုမူမွေးဖွားလာခြင်းအထိတည်ငြိမ်ပြီးတော့ Agent နဲ့ Universe လေးတစ်ခုလည်းဖြစ်ပါတယ်။ခဏတစ်ခုကတော့ Chosenna လို့ခေါ်တဲ့ဒီ Will of the Planet ပဲဖြစ်ပါတယ်။ Will of the Planet က Twilight Orb လို့ခေါ်တဲ့ဂျူရလုံးပေါက်ကွဲရာနဲ့ထွက်ပေါ်လာတဲ့စောင်းရင်နေပေါင်းဆက်ပြီးမှဖြစ်တည်လာတဲ့အစင်းမြင့်တက်ရှိတစ်မျိုးဖြစ်ပါတယ်။ ူ့ရဲ့ဖြစ်တည်မှုကချိုးတလုံးရဲ့ဖြစ်တည်မှုနဲ့ညီမျှပြီးတော့သူ့ရဲ့ဆန္ဒအလျောက်တက်ရှိရဖန်တီးနိုင်ကြောင်းလည်းရှိပါတယ်။ခေနာရခွဲတော့ Planet Down Break Planet Down Break က Galaxy A19 နဲ့ကကဘာပုံစံဂျုံငယ်တလုံးဖြစ်ပြီးတော့တင်းတင်းမြတ်တဲ့ရာသီဥတုနဲ့တဘာဝတန်ဆာတာတွေပေါင်းများတဲ့ချိုးတလုံးဖြစ်ပါတယ်။ planet down break ပြီးရင်တော့နောက်တစ်ခုက planet aurora ပဲဖြစ်ပါတယ်။ဒီ planet aurora က galaxy A20 တွေကရှေ့ကျတဲ့ဂျူတလုံးဖြစ်ပြီးတော့ hunter တွေနဲ့တိုက်ပွဲထဲမှာဒီဂျူမှာရှိတဲ့တယံဇာတ်တွေအားလုံးကိုအသုံးပြုခဲ့ပါတယ်။ အန်ဒါရီဆိုတာကတော့ဒီ Will of the Planet ကဖန်တီးထားတဲ့အရာတွေဖြစ်ပါတယ်။သူတို့က Universe တစ်ခုမတိမငင်ဖြစ်တဲ့အခါအဲ့မတိမငင်ဖြစ်နေတဲ့ရင်းမြစ်ကိုဖျက်ဆီးပြီးတော့ Universe ကိုပြန်လည်ထိန်းချုပ်ဖို့ပေါ်ထွက်လာကြပါတယ်။ဒါပေမဲ့အန်ဒါရီရဲ့အဓိကထိန်းချုပ်တဲ့ဘဟုကို Planet Uru ကတိမ့်ပိုက်သွားပြီးတော့စစ်ကြောလာနေရှေ့ရင်းမှာအုံချဖို့အန်ဒါရီကိုပြန်ပြီးပြင်ဆင်ထိန်းချုပ်ခဲ့ပါတယ်။ပြန်အဆုံးတစ်ခုကတော့ဒီ Aspirin တွေပဲဖြစ်ပါတယ်။ Aspirin တွေက Planet Dombre ရဲ့အားထားရဆုံးတိုက်ခိုက်ရေးအဖွဲ့တစ်ခုဖြစ်ပါတယ်။ တို့က experience wine တွေကိုသုံးပြနိုင်ပြီးတော့တို့ရဲ့အစွမ်းထက်တဲ့အဆင့်မြင့်လက်နက်တွေကိုအဲ့ဒီ experience wine တွေနဲ့ဆွမ်းအားပေးပြီးတော့အသုံးပြုပါတယ်။ Okay ဆိုတော့ဒါတွေအလုံးကဘယ်လိုမျိုးဆက်ဆက်နေရလဲ။ Universe effect ကိုမှရှိတဲ့ Twilight of Pogoya နေပြီးတော့မှ Will of the Planet ဖြစ်ပေါ်လာပြီးတဲ့နောက် Planet Oro နဲ့ Antaria မှာစိုးရတဲ့ရလဒ်တစ်ခုကိုဖြစ်စေခဲ့တဲ့စစ်ပွဲကြီးပေါ်ပေါက်ခဲ့ပါတယ်။ အန်ဒါရီရဲ့ဗဟိုကိုထိန်းချုပ်နိုင်သွားတဲ့နောက်မှာအိုရိုထင်ကျန်းကောင်စီကအန်ဒါရီကိုတောင်းချပြီးတခြားချူတွေကိုနေချက်ကတရံဇာတတွေကိုတင်ပိုက်ပါတော့တယ်။ဒါပေမဲ့ Planet Downbreak ကိုကြီးကျယ်တဲ့အခါမှာတော့အိုရိုရဲ့တပ်ဖွဲ့တွေဟာတခါမှမကြုံဘူးတဲ့ခုခံမှုတစ်ခုကိုကြုံတွေ့ရပါတော့တယ်။ဒါကတော့ Experian အဖွဲ့ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲဆုံးရှုံးမှုစစ်ပွဲမျှော်လင့်ချက်တွေနဲ့စံတန်းတပုတ်ဖြစ်လာပါတော့တယ်။ နေ့ဗီဒီယိုလေးရတော့ဒီလောက်ပါပဲ Experian ဖွယ်တဲ့ရမမတရားရှင်းစီရဲ့ story တွေကိုနောက်လာမယ့်အပိုင်းတွေမှာပြပြပြီးသားမှာဖြစ်တဲ့အတွက်နောက်ဗီဒီယိုမှာပြန်လေ့ကြပါမယ်ဗျဒီကြည့်ကြည့်ပေးကြလို့ဒီရောက်ရှင်ကြောင်ကျေးဇူးတင်ပါတယ် Adios